မလေးရှားဝင်ကြီးကျောက်တောင်လိုက်ပြီးတူပါခဲ့တဲ့ဂျော်ဂရီယပ်စ်ရဲ့မတ်စ်ပုံစံအောင်ပွဲခံမှုရဲ့အသေးပဲနဲ့ရွေးချက်ပရိသတ်များလုံးမဲမိန်လာများမန်ချက်စတာဖော့စ်ကနေပြန်လည်ကြိုလိုက်ပါရင်မန်ယူနဲ့တရင်ထွက်နေတဲ့စပေါ်တင်တိုင်းစင်ဝင်ပီတာဂျော်ဂရီယပ်ဟာဂိုးသိမ်းယူမီတိုင်းမှာလက်နက်ဖက်ကိုဖျက်ရှက်ပြီးနှာခေါင်းနဲ့ပါးစပ်ကိုဖုံးကမတ်စ်ပုံစံနဲ့အောင်ပွဲခံလေးရှိတဲ့ပါရင်ဂျော်ဂရီယပ်စ်ရဲ့ထူးခြားတဲ့မတ်စ်ပုံစံအောင်ပွဲခံမှုဟာဘောလုံးပရိသတ်တွေကြောင့်မှတော်လေးစိတ်ဝင်စားမှုရှိခဲ့ပြီးဒီအောင်ပွဲခံမှုရဲ့နောက်ွယ်ကအကြောင်းရင်းကိုသူကိုယ်တိုင်မကြသေးခင်ကမှဖွင့်ရခဲ့ပါရင် ဒီနေ့ဗီဒီယိုမှာတော့ Jockey S ရဲ့ Mass ပုံစံအောင်ပွဲခံမှုကဘလို့ရွယ်ပြီးပြုလုပ်ခဲ့တာလဲဘာကိုရွယ်ပြီးပြုလုပ်ခဲ့တာလဲဘယ်ကနေဘလို့စဖြစ်လာခဲ့တာလဲဘလို့အထိပယ်မျိုးနဲ့ဒီလိုပုံစံအောင်ပွဲခံရတာလဲဆိုတာနဲ့ပတ်သက်လို့တင်ပြပေးသွားချင်ပါတယ် Jockey ဟာ2024ခုနှစ်ဇွန်လမှာတော့သူ့ရဲ့ Instagram post တစ်ခုမှာကိုသိမီအောင်ပွဲခံတဲ့ဗီဒီယိုစုစည်းမှုတစ်ခုကိုတင်ခဲ့ပြီး caption နေနဲ့ Nobody can enter I post on the mass လို့ရေးသားခဲ့ပါတယ်ဒီစကားဟာ DC Comics ရဲ့ Batman ဇာတ်လမ်းတွေက villain ဖြစ်တဲ့ ဘိန်းရဲ့နာမည်ကြီးစကားတစ်ခုဖြစ်ပြီးအထူးသဖြင့် The Dark Knight Rises ရုပ်ရှင်ထဲမှာဘိန်းပြောခဲ့တဲ့စကားဖြစ်ပါတယ်။ဒီရုပ်ရှင်ထဲမှာဘိန်းဟာမျက်နှာပုံးတက်ထားတဲ့အင်အားကြီးမားတဲ့ဗီလင်တစ်ယောက်ဖြစ်ပြီးသူ့ရဲ့ဖုံးကွယ်ထားတဲ့အော်စာနဲ့ခွန်အားကိုဒီစကားကဖော်ညွှန်ပါတယ်။ဂျိုကီယက်ကဒီစကားကိုရွေးချယ်ပြီးသူ့ရဲ့အောင်မြင်မှုကိုဘိန်းရဲ့ဆက်ကောင်နဲ့ချိန်ဆက်ခဲ့တာဟာသူ့ရဲ့ကစားကွင်းပေါ်ကခွန်အားနဲ့ပြိုင်ဘက်အိတ်ကိုဖျက်ဆီးတက်တဲ့စွမ်းရည်ကိုပုံဖော်ထားတာဖြစ်ပါတယ်။ ဘင်းရဲ့မင်းဘုံဟာသူ့ရဲ့ဩစာနဲ့အာနာရဲ့တင်ကြတာဖြစ်တယ်လို့အခုဆိုရင်ဂျိုဂရီယက်ရဲ့မတ်အောင်ဝဲခံမှုဟာလည်းသူ့ရဲ့ထူးခြားတဲ့ကိုပိုင်စတိုင်နဲ့ဂိုဒွင်းစွမ်းရည်ကိုကဘာကြီးစီပြသတဲ့နည်းလမ်းတစ်ခုလည်းဖြစ်လာခဲ့ပါတယ်။ဂျိုဂရီယက်ကဘာဖြစ်လို့အခုလိုမျိုးမတ်စတက်တဲ့ပုံစံမျိုးနဲ့အောင်ဝဲခံရတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့လည်းပရိသတ်တွေနဲ့မီဒီယာတွေကအမျိုးမျိုးခံမှန်းခဲ့ကြပါတယ်။ဂျိုဂရီယက်ရဲ့ကိုဗင်ထရီအသင်းပေါ်ဂျော့ရှန်ဆန်ကဒီအောင်ဝဲခံမှုဟာ Hanover Leicester Silent of the Lambs စကားတွေကဇက်ကောင်ရဲ့မင်းဘုံကိုယဉ်ညွန်းထားတာဖြစ်နိုင်တယ်လို့ပြောဆိုခဲ့ပြီး Hanover ကလူတွေကိုစားသလို ဗက်တာကခန်စစ်တီကိုဖျံစီးတယ်ဆိုပြီးခံမှန်းခဲ့ပါတယ်ဒါပေမဲ့ဒါကမှန်ဘူးလို့ဂျူဂရီယက်စ်က2023ခုနှစ်နိုဝင်ဘာလမှာ Afton Plantas သတင်းဌာနကိုပြောခဲ့ပါတယ်2025ခုနှစ်ဇွန်လမှာတော့ဂျူဂရီယက်စ်က H4 တခုမှာသူ့ရဲ့အောင်ဝဲခံမှုအကြောင်းကိုပုံမဖွင့်ရခဲ့ပါတယ်သူကငါးနဲ့ငါးတငယ်ချင်းတွေအားလဲရမှာအတူရှိခဲ့ပြီးကိုသွင်းရင်ဘလို့အောင်ဝဲခံမလဲဆွေးနွေးခဲ့တယ်တကယ်ရင်တယောက်ကမက်စ်ပုံစံအကြံပေးခဲ့တယ်အားလုံးကဒါကိုသဘောကျတယ်ပြီးတော့ငါကိုယ်တွေစာသွင်းလာတဲ့အခါဒီအောင်ဝဲခံမှုကလည်းကြီးလာတယ်လို့ပြောခဲ့ပါတယ် ဒီအောင်ဝဲခံမှုကသူ့ရဲ့တငယ်ချင်းနေနဲ့ပြပြပွားပွားစိတ်ကူးထင်ခဲ့တဲ့အရာဖြစ်ပြီးဘင်းရဲ့ဆက်ကောင်နဲ့ချိတ်ဆက်ပြီးပုံမထူးကြအောင်ဖန်တီးခဲ့တာလို့မှတ်ယူရတော့မှာပါအခုဆိုရင်ဂျိုရီယာဟာသူ့ရဲ့ဂေါ်သွင်းဆိုင်ရင်ကြောင့်ဥရောပဘောလုံးလောကမှာနာမည်ကြီးလာခဲ့သူဖြစ်ပြီးဒီအောင်ဝဲခံမှုကသူ့ရဲ့ကိုယ်ပိုင်အမှတ်အသားတစ်ခုဖြစ်လာခဲ့ပါတယ်ဘင်းရဲ့ Nobody Care Until I Put On The Mask ဆိုတဲ့စကားဟာဂျိုရီယာရဲ့ဘောလုံးသမားဘဝမှာအရင်ကတန်ပန်ကစားသမားကလေးတစ်ယောက်အနေနဲ့တတိမထားခံရကနေအခုလိုထိတ်တန်းတိုက်စင်မှုတစ်ယောက်ဖြစ်လာခဲ့တဲ့ခီးကိုပုံဖော်နိုင်ခဲ့ပါတယ် ဒီအောင်ပွဲခံမှုဟာပရိသတ်တွေကိုစိတ်ဝင်စားစရာဖြစ်စေခဲ့ပြီးအခုဆိုရင် Sporting ပရိသတ်တွေအပြင်ကလေးတွေတခြားအားကစားသမားတွေပါဒီပုံစံကိုအတူခိုးလုပ်ကြပါရင်2025ခုနှစ်မှာမလေးရှားဝန်ကြီးချုပ်အနဝါအီဘရန်ဟင်ကပါသူ့ရဲ့မိခင်စီကနေတင်ယူပြီးဒီအောင်ပွဲခံမှုကိုလိုင်းလုပ်ခဲ့တယ်လို့ Export ခုပေါ်မှာဖော်ပြထားတာကိုမှတ်သားထားရဖို့တယ်ဒါကြောင့်ယူကရိန်းရဲ့အောင်ပွဲခံမှုဟာဘောလုံးကွင်းထဲမှာကမကကမ္ဘာတဝန်းပြန့်နှံ့သွားတဲ့တည်ရောက်မှုကိုပြသနေပါရင်ဘိန်းရဲ့ဆက်ကောင်ဟာအင်အားကြီးပြီးပြိုင်ဘက်တွေကိုကြောင်းမဲ့ဖွယ်ဖြစ်စေတဲ့ပုံရင်းရှိပါရင် ယောဂီရဲ့ဆက်အောင်ဝဲခံမှုဟာသူ့ရဲ့ခံစစ်တွေကိုကြော်ဖြတ်နိုင်တဲ့စွမ်းရည်နဲ့ယုံကြည်မှုကိုဖော်ညွှန်းတယ်လို့သုံးသပ်သူတွေကဆိုပါတယ်။သူ့ရဲ့2024နဲ့25ရာသီမှာ26ဘွယ်ကစားပြီး33ကိုသွင်းယူထားတဲ့စွမ်းဆောင်ရည်ဟာဒီအောင်ဝဲခံမှုရဲ့ဘီလိန်ဆန်နဲ့စိတ်တဲ့နဲ့လိုက်ဖက်နေပါတယ်။ယောဂီရဲ့ကသူ့ရဲ့အောင်ဝဲခံမှုဟာရိုးရိုးဒူးထောက်ရှော့ချရာလို့အောင်ဝဲခံမှုတွေထက်ပိုပြီးတော့အကောင်းအောင်ဖန်တီးထားတာဖြစ်တယ်လို့2023ခုနှစ်မှာ Afton Brothers ကိုပြောခဲ့ပါတယ်။ဒါကြောင့်ဒီအောင်ဝဲခံမှုဟာသူ့ရဲ့တီထွင်ဖန်တီးနိုင်စွမ်းကိုပြသရင်း ပရိသတ်တွေကိုဖျော်ဖြေဖို့ရည်ရွယ်ခဲ့တာဖြစ်တယ်လို့ကောက်ချက်ချရမှာပါအချုပ်ဆိုရင်ဂျော်ဂရီယန်ရဲ့မန်အောင်ဝဲခံမှုဟာဒက်ဒက်ကနိုက်ရေးစင်းတဲ့ကဘိန်းဇက်ကောက်ကိုအခြေခံထားပြီးသူ့ရဲ့တငယ်ချင်းတွေနဲ့အားလျက်မှာအစိတ်ကူးထွင်ခဲ့တဲ့အမှတ်တမှုတစ်ခုဖြစ်ပါတယ်ဒီအောင်ဝဲခံမှုဟာသူ့ရဲ့ကစားခွင့်ဘွားကခွန်အားနဲ့ယုံကြည်မှုကိုဖော်ညွှန်းရုံသာမကပရိသတ်တွေကိုဖျော်ဖြေပြီးကမ္ဘာတဝန်းလူတီများတဲ့အထင်ကြီးအမှတ်သားတစ်ခုဖြစ်လာခဲ့ပါတယ်ဒါဟာသူ့ရဲ့ဘောလုံးသမားဘွားမှာမနက်ဖုံးတက်ပြီးထင်ရှားလာတဲ့ခီးကိုပုံဖော်တဲ့တင်ကြတာတစ်ခုလို့ဆိုနိုင်ကြပါ ပြည်သက်များကတော့ဒီလောက်ထိအနှစ်သာရပြေးွားနေတဲ့ဂျိုဂရီယက်စ်ရဲ့အောင်ပွဲခံမှုအပေါ်ဘယ်လိုများထင်မြင်ယူဆမိကြပါသလဲမိမိတို့ရဲ့အမြင်လေးတွေကိုလည်း comment ကနေပြောပေးကြလို့ရပါတယ်။ဟုတ်ကဲ့ပါဗျာ view လေးကတော့ပါပဲ။နောက်နေ့မှလည်းအာခစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ Manchester Forward Song Channel လေးကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုးလိုက်ရပါတယ်ခင်ဗျာ။